င်္ဂလာပါခင်ဗျာအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ချမ်းပြည်နယ်မြို့တော်တောင်ကြီးမြို့ရဲ့စုပေါင်းမဟာဘုံကဒိန်လက်လေဘွဲပဲဖြစ်ပါတယ်ခင်ဗျာတောင်ကြီးမြို့ဟာနှစ်စဉ်နိုဝင်ဘာလရောက်တိုင်းမှာလောကအုပ်အလင်းပေးတဲ့ဘွဲတော်ကြီးနှစ်ခုနဲ့အတူအထူးခြားဆုံးအချိန်ကိုရောက်ရှိလို့လာပါပြီခင်ဗျာအခုကျွန်တော်တို့ရိုက်ကူးတင်ဆက်ပေးနေတာကတော့တောင်ကြီးမြို့ရဲ့စုပေါင်းမဟာဘုံကဒိန်လက်လေဘွဲတော်ကြီးပဲဖြစ်ပါတယ်ခင်ဗျာတိုင်းရင်သားရှုံပျော်ရွှင်တွေတောင်ပေါ်မြေရဲ့ဒုက္ခထိန်မွဲတောင်ပေါ်သားတို့လူတန်းကြမိနိုင်ယူလာပရိဒါလား ြည့်တီးလို့ပြောတယ် hey တောင်ပေါ်တလေတောင်ပေါ်တလေ hey ရင်ချင်းမှုနဲ့အရှင်လာမပြတ် cherry မြေရဲ့ပွဲတော်ရဲ့တမူးရှိလို့တပည့် ောင်ကြီးမျိုးရဲ့စုပေါင်းမဟာဘုံဂရင်ပွဲတော်ဟာဆိုလို့ရှိရင်ကလောမျိုးကပွဲတော်တွေတဲ့ပုံမူကျေပြန့်ပြီးတော့စီကားမှုအရှိဆုံးပွဲတော်တစ်ခုလို့ပဲပြောရမှာပါဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီပွဲတော်ကြီးဟာဆိုလို့ရှိရင်ဌာနဆိုင်ရာတွေ၊ကုမ္ပဏီတွေ၊ဒေသခံပြည်တွေတွေစုပေါင်းပြီးတော့မှပရိသေမင်းတွေလှဆင်ပြီးလှည့်လေတာမို့လို့ဘုံဆိုတဲ့အစာနဲ့အညီလူဒန်းမှုအစုစုကိုရှေ့ရှုပြီးတော့မှအများကျိုးထွက်စုပေါင်းလူဒန်းတဲ့ပွဲတော်ကြီးတစ်ခုလို့ပဲဆိုရမှာပဲဖြစ်ပါတယ်ခင်ဗျာ။အခုမြင်တွေ့နေရတဲ့ပရိသေမင်းတွေဟာဆိုလို့ရှိရင်အလှတက်တက်မဟုတ်ပါဘူးခင်ဗျာ။လူဒန်းမဲ့အတုံးဆောင်ပစ္စည်းတွေကို အမှုပညာလဲရမြတ်စွာလှစင်ထားတာပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲတော်ရဲ့အဓိကရည်ရွယ်ချက်တစ်ခုကတော့ဝါရင်ကာလမှာဝါစုကြတဲ့တန်ဃာတော်များကိုသင်္ကန်းစက္ကလူတန်းမှုဖြစ်ပေမဲ့နောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိပါသေးတယ်ခင်ဗျာဒီပွဲတော်ဟာဆိုလို့ရှိရင်ကထိန်မတငင်းနိုင်တဲ့အကြောင်းတိုက်တွေဟာကထိန်ပြည်စုံလူတန်းနိုင်ရန်အတွက်စုပေါင်းကျင်းပတဲ့ပွဲတော်တစ်ခုပဲဖြစ်ပါတယ်ဒီပွဲတော်ဟာဆိုလို့ရှိရင်နှစ်စဉ်တန်ဃာတော်အပါပေါင်းများစွာနဲ့သီလရှင်အပါပေါင်းများစွာကိုလူတန်းနိုင်ခဲ့တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ warrior. Oh, yeah. Oh, yeah! ၄သပိုင်းအတန်းကြီးရာဆိုလို့ရှိရင်အခုဆိုရင်မြို့လယ်ဓမ္မယုံရှိကိုပြန်လဲရောက်ရှိလို့ဝင်ရောက်လာပါပြီခင်ဗျာအခုစုပေါင်းပြီးတော့ရရှိလာတဲ့ပရိသေတွေအားလုံးကိုကထိန်မခင်ရတဲ့အကြောင်းတွေကိုအဓိကထားလူတန်းမှာဖြစ်ပြီးတော့ကထိန်ကမိသားအကြောင်းတွေကိုလည်းခွဲဝေလူတန်းသွားမှာဖြစ်ပါတယ်ဒါဟာမက်ကင်၈ပါးရဲ့လမ်းစဉ်အတိုင်းစာနာမှုနဲ့ညီမျှမှုတွေကိုပေါ်ပြနေတာပဲဖြစ်ပါတယ်ခင်ဗျာတောင်ကြီးမြို့ရဲ့မဟာဘုံဂရင်ပွဲတော်ဟာဆိုလို့ရှိရင်တစောင်းမုံလာရဲ့အလားအပါကိုအပြည့်အဝခန်းစားနေရတဲ့အချိန်နဲ့တိုက်ဆိုင်နေတာကြောင့်မို့လို့ပရိသတ်များကိုပို့ပြီးတော့ရင်ကိုစိတ်လှုပ်ရှားစရာကောင်းလာပါတယ်ခင်ဗျာနေ့ကင်းမှာ သာသနာအကျိုးပြုကထိန်လက်လက်ပွဲရဲ့အနှစ်သာရကိုခန်းစားပြီးတော့ညဘက်ပိုင်းမှာလည်းအစောင်းတိုင်းမီးပုံပြန်ပွဲရဲ့မီးလာတွေအောက်မှာမြင်းဆုံအလှတွေကိုလည်းခန်းစားကြရမှာပဲဖြစ်ပါတယ်ခင်ဗျာ